မင်္ဂလာပါရှင်ဟော်နာရဲ့အကြောင်းကတွန်းပေါက်လေးထဲမှာဘာတွေပါမလဲဆိုတာကိုကြီးကြီးလိုက်ကြရအောင်ပါပေါက်ကလေးကိုတော့ဟန်းကယ်ဒီဖြစ်အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်ပထမဆုံးအီအီဆက်ဆက်ကောင်းလေးတစ်လုံးပါမှာဖြစ်ပါတယ်သူ့ကိုအခွန်ချုပ်ပြီးတော့ရှော့ဖို့လို့လည်းရပါတယ်ရှင်နောက်တစ်မျိုးကတော့စတီးရေဘူးလေးပါပါတယ်သူကတော့အပူလဲရတယ်အေးလဲရတယ်ပေါက်ကလေးကလည်းစကားစေးအကန့်လေးတကန့်ပါပြီးတော့ပစ္စည်းတို့ထွက်ထွာလေးတွေကိုရဲရဲပြန်ပြန်ထည့်လို့ရမှာဖြစ်ပါတယ်ရှင်နောက်တစ်မျိုးကတော့ရှောင်းမီရဲ့350မဲတာမိုကက်ဖလေးဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်ကတော့အပူထဲထဲအေးထဲထဲအနည်းဆုံး6နာရီအများဆုံး10နာရီခန့်ပါပဲဖြစ်ပါတယ်ရှင်လက်ဖက်ချောင်းနဲ့ရတဲ့ ကားလေးလည်းပါပါတယ်အိတ်ဆောင်ဘူးလေးဖြစ်ပါတယ်ရှင်နောက်တစ်မျိုးကတော့ရှောင်းမီရဲ့ထမင်းညိုက်ဖြစ်ပါတယ်သူကအတွင်းထဲမှာ၃ဆင့်ပါပါတယ်ရှင်အပူခံတဲ့နှုံးကတော့၆နိုင်ရနေပြီးတော့၈နိုင်ကြားခံမှာပဲဖြစ်ပါတယ်စတီးကွက်လက်တီလေးအရန်ကောင်းပါတယ်ရှင်ဈေးနှုန်းလေးကတော့၆,၂၅၀၀ကျပ်ဖြစ်ပါတယ်နောက်ဆုံးတစ်မျိုးကတော့စပိုဆောင်အတွက်ဓာတ်အိမ်ဖြစ်ပါတယ်ရှင်သူကတော့ရှောင်းမီရဲ့ဘရန်ခွဲဟူဟူတစ်စိတ်ထဲကဖြစ်ပါတယ်မိဖို့ရောင်းတဲ့ဓာတ်တွေမြန်မြန်မသုံးသေးဘူးနဲ့တက်တက်ရရရှိသေးဖို့အထီးကိုက်ကင်းသေးဖို့အတွက်ကိုဆောင်ထားသင့်ပါတယ်ရှင်ခုပြသွားတဲ့ပစ္စည်းလေးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတို့ရဲ့အစီမှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင် င်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။